1990ပြည်နှစ်တွင် အရှေ့ဂျာမနီနိုင်ငံသည်ဥရောပတိုင်း၌စီဝိုင်းအင်အားအထောက်အင်ဆုံးဖြစ်သည့်အနောက်ဂျာမနီနိုင်ငံနှင့်ပေါင်းစည်းခဲ့သည်ထို့သောနေမြေဧရိယာရဆိုလျင်ပေါင်းစည်းလိုက်သောဂျာမနီနိုင်ငံအသစ်သည်1938ခုနှစ်ကဂျာမနီနိုင်ငံလောက်မကြီးပေပို၍တည်ငယ်နေသည် 1933မှ1945ခုနှစ်များအထိအာဏာရခဲ့သောနာဇီအစိုးရသည် နေပြည်တော်စစ်ပွဲများကိုဆင်နွှဲပြီးဂျာမနီနိုင်ငံ၏ပိုင်နက်ကိုပုံမိုကျေပြန့်စီခဲ့သည်ထို့သောလည်းစစ်ပွဲများကြောင့်ပင်အစိုးရနိုင်ငံကိုတင်းငယ်စေ၊ကွဲပြားနေစေခဲ့သည်ထို့ပြင်နှစ်ပိုင်းကွဲသွားသောနိုင်ငံကြားတွင်လည်းအဆက်အသွယ်များခက်ခဲရင်းရင်းဆက်သွယ်ရသည့်အဖြစ်မျိုးထိရောက်ရှိခဲ့သည် 1938ခုနှစ်တွင်နာဇီဂျာမနီသည်ဩစတြီးယားနိုင်ငံကိုဝင်ရောက်သိမ်းပိုက်ခဲ့သည်မြူးနစ်မြို့တွင်အင်အားကြီးနိုင်ငံ၄နိုင်ငံဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးဂျာမနီ၏နယ်စပ်တစ်လျှောက်တွင်တည်ရှိသောချက်ကိုစလိုဗက်ကီးယားပိုင်းဆူရာတန်နယ်မြေကိုလွှဲပြောင်းပေးရန်တင်းကျပ်ပြုလုပ်ခဲ့သည်1939ခုနှစ်တွင်ချက်ကိုစလိုဗက်ကီးယား၏ဂျန်နယ်မြေအစိတ်ပိုင်းများကိုသိမ်းပိုက်ခဲ့သည် ဒန်းစီအီခင်မှာမမှန်ကန်သောအကြောင်းပြချက်တစ်ခုသာဖြစ်သည် နာဇီတို့သည်စတာလင်ဟစ်တလာစာချုပ်ကိုဆိုဗီယက်ပြည်ထောင်စုနှင့်ချုပ်ဆိုခဲ့သည်။ယင်းစာချုပ်မှာအင်အားကြီးနှစ်နိုင်ငံတို့ကပိုလန်ကို ခွဲဝေယူရန်ဖြစ်သည်။စာချုပ်ပြီးသည့်အခါနာဇီတို့ပိုလန်ကိုကျူးကျော်ဝင်ရောက်သိမ်းပိုက်သည်။ဗြိတိန်နှင့်ပင်သစ်တို့ကပိုလန်ကို အမခံချက်ပေးထားပြီးဖြစ်ရာဂျာမနီကိုစစ်ကြေညာခဲ့ရသည်။ 1939-1945အတွင်ဂျာမနီနှင့်မဟာမိတ်တို့တိုက်ခိုက်သည့်စစ်ပွဲတွင်အဆင့်တစ်ဆင့်၌ဂျာမနီနှင့်ရင်း၏မဟာမိတ်တပ်တို့သည်ဥရောပဒေသအများစုကိုထိန်းချုပ်ထားနိုင်ခဲ့သည်။ရင်းတို့၏တပ်ဖွဲ့များသည် နော်ဝေးမှဂရိပြင်သစ်မှရုရှားအတွင်ပိုင်းရှိ ဖော်လ်ဂါထိကျေပြန့်လာသောနယ်မြေကြီးကိုအောင်ပွဲခံသိမ်းပိုက်နိုင်ခဲ့သည်။ တွင်ရာတွင်1945ခုနှစ်တွင်နာဇီအင်ပါယာတိုက်ခိုက်ဖျက်ဆီးခံခဲ့ရသည်အနောက်အုပ်စုနှင့်ဆိုဗီယက်တပ်မတော်တို့ကဂျာမနီကိုသိမ်းပိုက်ခဲ့သည်အော်စတြီးယားကိုလွတ်လပ်ရေးပြန်ပေးလိုက်သည်တွင်ရာတွင်အမေရိကန်ဗြိတိန်ပြင်သစ်နှင့်ဆိုဗီယက်တပ်များ1955ခုနှစ်တိရင်းနှီးမြေတွင်ရင်းနှီးမြေတွင်ရှိနေခဲ့သည်ဆူရာဒန်နယ်မြေကိုချက်ကိုစလိုဗက်ကီးယားသို့ပြန်လည်လွှဲပြောင်းပေးသည် ယင်းဒေသတွင်နေထိုင်သောဂျာမန်လူမျိုးများကိုပြည်နှံတန်ပေးခဲ့သည်ပြင်သစ်ကစားဒေသကိုသိမ်းပိုက်ခဲ့တော်လဲ1958ခုနှစ်တွင်ဂျာမနီသို့ပြန်လည်ပေးရခဲ့သည်ဆိုဗီယက်ယူနီယံကအရှိပရရှား၏မြောက်ပိုင်းနယ်မြေများကိုဆိုဗီယက်နယ်မြေဖြစ်သိမ်းသွင်းလိုက်သည်ယင်းဒေသတွင်နေထိုင်သူများကိုအိုဒါနှင့်နေစီမြို့တို၏အရှိဘက်ရှိဂျာမနီ၏အခြားဒေသများသို့နှင်ထုတ်ခဲ့သည် ရင်းဒေတာမှာပိုလန်ကိုအုပ်ချုပ်ခွင့်ပေးထားသောဒေတာများဖြစ်သည်။ကျန်ရှိနေသောဂျာမနီနယ်မြေများကို အမေရိကန်ဗြိတိန်ပြည်သည်နှင့်ဆိုရတူဤဆုံများအဖြစ်ခွဲခြမ်းလိုက်သည်။ဘာလင်မြို့ကိုလည်းအလားတူပဲလေးပိုင်းပိုင်းခြားလိုက်သည်။ ဆိုဗီယက်ဇုံအတွင်းတွင်ကွန်မြူနစ်စနစ်ကိုကျင့်သုံးသည်ဆိုဗီယက်တို့၏ပူးပေါင်းလှုပ်ဆောင်မှုကိုမရရှိသဖြင့်မဟာမိတ်တို့က1958ခုနှစ်တွင်၎င်းတို့၏ဇုံများတွင် ပြုပြင်ပြောင်းလဲရေးများပြုလုပ်သည်ဆိုဗီယက်တို့ကအနောက်ဘက်လင်ကို ပိတ်ဆို့ထားသဖြင့်မဟာမိတ်တို့ကလူဦးရေနှစ်သန်းအတွက်ဇာနယ်ရိက္ခာများကို လေကြောင်းမှတစ်နှစ်ကြာဘေးပို့နေခဲ့ရသည် ဘာလင်သို့ဝင်သောအနောက်ဘက်မှလမ်းများကို ဆိုဗီယက်တို့ကပိတ်ဆို့ထားတတ်သည်။နောက်ပိုင်းတွင်ထိုပိတ်ဆို့မှုတို့ကိုဆိုဗီယက်တို့ကဖိအားပေးမှုပုံစံတန်ဖြင့်အသုံးပြုခဲ့သည်။အထူးသဖြင့်1962ခုနှစ်ကဖြစ်သည်။1949ခုနှစ်တွင်အနောက်ပိုင်းစုံများစုစည်းပြီးပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံဖြစ်ထူထောင်လိုက်သည်။ ဘုံကိုမျိုးတော်ဖြင့်တတ်မှတ်ခဲ့သည် ဆိုရဲဆုံးမှကွန်မြူနစ်အစိုးရကဂျာမနီဒီမိုကရက်တစ်သမ္မတနိုင်ငံဖြစ်ထီတူထောင်သည်1950ပြည်နှစ်များတွင်အရှိမအနောက်ဂျာမနီသို့လူပေါင်း6သန်းခန့်ထွက်ပြေးလွတ်မြောက်ခဲ့သည်ဤထွက်ပြေးမှုကိုရပ်တန့်သွားစေရန်ကွန်မြူနစ်အစိုးရသည်ဘာလင်မြို့လယ်မှဖြတ်၍မိုင်30ရှိလျားပြီးဒုရေကြီးမှသောဥတ္တရိုင်းကြီးကို1962ခုနှစ်တွင်ကာယံထားလိုက်သည် အရှိနှင့်အနောက်ခြားမြေနယ်ဇက်တလျှောက်မိုင်းများထောင်ပြီးအဆောင်ချက်ထူထပ်စွာချထားခဲ့သည်။၎င်းမိုင်းမြုပ်ထားသောဧရိယာကိုမရနာလန်ကြားဟုခေါ်ဆိုကြသည်။စစ်တီအင်အား၄သိန်းရှိသောခိုင်မာသည့်ဆိုဖီယက်တပ်မတော်သည်အရှိဂျာမနီတွင်ဆက်လက်တပ်ဆွေးလျက်နေထိုင်သည်။နောက်ပိုင်းတွင်ဆိုဗီယက်တို့သည်အရှိဂျာမနီနှင့်မဟာမိတ်ဖွဲ့ခဲ့သည်။ဝါဆိုစာချုပ်ဖြင့်ဆိုဗီယက်အုပ်စုတွင်ပါဝင်စေသည်။ အနောက်ဂျာမနီကလည်း1955ခုနှစ်တွင်နီတိုဖွဲ့နှင့်ပူးပေါင်းခဲ့သည်ဘာလင်မြို့မှအပအနောက်အုပ်စုတပ်ဖွဲ့များဂျာမနီတွင်ဝင်ရောက်တပ်ဆွဲနေခြင်းကိုအဆုံးသတ်သွားစေခဲ့သည်1990ပြည်နှစ်များတွင်အနောက်ဂျာမနီသည်ဆိုဗီယက်ပြည်ထောင်စုပိုလန်အရှေ့ဂျာမနီတို့နှင့်စာချုပ်များချုပ်ဆိုခဲ့သည်ထို့ရာတွင်လူဦးရေ16တန်းရှိသော အရှေ့ဂျာမန်များကို62တန်းရှိသောအနောက်ဂျာမန်များနှင့် လွတ်လပ်စွာဆက်သွယ်ခွင့်ကိုငင်းဆူလျက်ရှိပြီးပိတ်ပင်ထားစေဖြစ်သည်1980ပြည့်နှစ်များနောက်ပိုင်းတွင်အရှေ့ဥရောပနိုင်ငံချို့သည်ပြုပြင်ပြောင်းလဲလုပ်ငန်းများဆောင်ရွက်ခဲ့ရာ၎င်းတို့နိုင်ငံတွင်နေထိုင်သောဂျာမန်လူမျိုးခုနှစ်သန်းကိုအနောက်ဂျာမနီသို့ထွက်ခွာခွင့်ပေးခဲ့သည်အရှေ့ဂျာမနီရှိဂျာမန်များကလည်းထိုကဲ့သို့ခွင့်ပြုရန်တောင်းဆိုခဲ့ပြီးအရှေ့ဥရောပရှိအနောက်ဂျာမန်တန်ရုံများသို့အုန်နစ်ချီ၍ရောက်လာကြသည်။ 1989ခုနှစ်တွင်ဟန်ဂေရီကအရင်းနိုင်ငံ၏ဩစတြေးလျနယ်စပ်ကိုဖွင့်ပေးလိုက်ရာရသက်တပတ်အနည်းငယ်အတွင်းမှာပင်အရှိဂျာမနီမှလူပေါင်း2သိန်းထွက်ခွာသွားခဲ့သည်စိတ်ဓာတ်ကျဆင်းနေသောအရှိဂျာမနီအစိုးရသည်ဖိနှိပ်ရေးအတွက်ဆိုဗီယက်တို့၏ထောက်ခံအားပေးမှုကိုမရတော့မီမှတည်ချာကြောင်းသိကြသောအခါ ဘာလင်တိုင်းကြီးကိုဖြိုးပစ်လိုက်ကြသည်တို့ရာတွင်အနောက်သို့ပြောင်းရွှေ့သွားမှုများမှဆက်လက်၍ရှိနေသဖြင့်လွတ်လပ်သောအရှိချာမနီရွေးကောက်ပွဲလုပ်ပေးရန်ကတိပေးရသည်1990ပြည်နှစ်ရွေးကောက်ပွဲကကွန်မြူနစ်မဟုတ်သောအစိုးရကိုရွေးကောက်တင်မြောက်ခဲ့ကြသည် ထိုနှစ်နှစ်ကုန်ပိုင်းလောက်တွင်ဂျာမနီနှစ်နိုင်ငံပေါင်းစည်းကိုဆေးဆက်ညှိနှိုင်းခဲ့ကြပြီးအောင်မြင်စွာအောင်ထည်ဖော်နိုင်ခဲ့သည် American, Britain, ပြင်သစ် Russia နှင့် Germany တို့၏စစ်ဆင်နှိမ့်နိုင်မှုရာပြန်လည်ပေါင်းစည်းခဲ့သော Germany နိုင်ငံသစ်သည် Oranesi နယ်နိမိတ်ကိုလက်ခံခြင်းအားအတည်ပြုပေးရသည်။ Germany က nuclear လက်နက်များကိုလည်းဆုံးလွှတ်ရန်သဘောတူညီခဲ့ရသည်။ဆိုဗီယက်တပ်များကိုလည်း1994ခုနှစ်တွင် အပြီးရုပ်သိမ်းသွားရမည်။ဂျာမနီတို့ကယင်းတို့အားရွှေ့ပြောင်းစရိတ်ဖြင့်ဒေါ်လာ6ဘီလီယံပေးရန်သဘောတူညီခဲ့သည်။ နေတိုးခေါ်မြောက်အတလန်တိတ်စစ်စာချုပ်အဖွဲ့နှင့်ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်သောအနောက်ဂျာမနီနိုင်ငံ၏အခွင့်အရေးကိုဂျာမနီနိုင်ငံအထက်ကအမွေဆက်ခံရန်သဘောတူညီခဲ့သည်ဆိုဗီယက်တို့ကမူပြန်လဲပေါင်းစည်းသည့်ဂျာမနီနိုင်ငံသည်ဂျာနီနိုင်ငံသာဖြစ်ရမည်ဟုကာလတာရှည်စွာတောင်းဆိုနေခဲ့သည်ထို့သောယခုအခါတွင်ပေါင်းစည်းပြီးသောဂျာမနီ နိုင်ငံနေဖြင့်နေတိုးဖွဲ့တွင်ရှိနေခြင်းကပို၍ကောင်းမွန်ကြောင်းနှင့်၎င်းတွင်မဟာမိတ်အဖွဲ့မရှိဘဲပြစ်ပယ်ထားမည်ဆိုလျှင်အမျိုးသားရေးဝါဒများဘက်သို့ရင်းရိုင်သွားနိုင်ကြောင်းအရှေ့ဥရောပနိုင်ငံများအားလုံးကအသိမြင်လာပြီးလက်ခံလာခဲ့ကြသည်။ ွန်မြူနီအုပ်ချုပ်ရေးသည့်ဂျာမနီ အရှေ့ပိုင်းကိုစိတ်မချမ်းမြေ့ဝယ်ရာအခြေအနေများထားခဲ့သည်1990ပြည့်နှစ်မှစ၍အရှေ့ဂျာမနီအခင်မီစီရန်တိုးတက်စီရန်အနောက်ပိုင်းချမ်းဤတာဝန်ဖြစ်လာပြီးထောက်ပံ့ငွေ1 trillion ကျော်ကိုပေးခဲ့ရသည်ဂျာမနီနိုင်ငံ၏စီးပွားရေးဝန်ထုပ်ဝန်ပိုးသည် အခြားဥရောပနိုင်ငံများကို တွေ့ဝိုင်း၍ထိခိုက်လာခဲ့သည် ထိုအခြေအနေများသည့်စီအေးကာလပြီးဆုံးပြီးနောက်ပိုင်းကိုရီးယားတို့၏ပြန်လည်ပေါင်းစည်းရေးစီမံကိန်းမျိုးသည်ပို၍ခက်ခဲလာတော့မည်ကျူတင်တွက်ဆထားသည့်တဲ့ပုံမူခက်ခဲလာမည်ဟုသိမြင်လာကြသည်တို့ရာတွင်ရေဘူးရအပြင်ဂျာမနီ၏ဥရောပသမဂ္ဂတွင် ပါဝင်သည့်နိုင်ငံများကလက်ရှိဖြစ်ပေါ်နေသောအခက်အခဲများအတွက် ပူပန်ခြင်းသိမ့်မဖြစ်ပါပေ ပေါင်းစည်းပြီးဂျာမနီဤစီးပွားရေးကအဖွဲ့ဝင် နိုင်ငံများအတွင်လွှမ်းမိုးသောအခမ်းကဏ္ဍမှပါဝင်လာမည်ရေရှည်မျော်မှန်းချက်ကိုသာပူပန်ခဲ့ကြသည်ဂျာမနီသည်မကြသေးမီကာလအတွင်းမှပင်ကမ္ဘာတွင်ဥဆောင်မှုနေရာမှသို့မဟုတ်ဒုတိယနေရာတင်ပို့ကုန်အများဆုံးနိုင်ငံဖြစ်လာခဲ့သည်1992ခုနှစ်တွင် အစိုးရအဖွဲ့ရုံးဆိုင်ရာကို ဘုံမျိုးမှရခင်မျိုးတော်ဖြစ်သောဘာလင်တို့ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့သည်1996ခုနှစ်တွင်တရားဝင်ပြောင်းရွှေ့ခဲ့သည်ပြည်ထောင်စုဂျာမနီနိုင်ငံတွင်ပြည်내အစိုးရများသည့်ကျယ်ပြန့်သောလုံပိုင်ခွင့်အာဏာများကိုရရှိထားသည်ပြည်내အစိုးရအဖွဲ့ဝင်များသည့်ပြည်ထောင်စုအထက်လွှတ်တော်အမတ်များဖြစ်သည်ပြည်ထောင်စုတရားရုံးကိုကာရုမျိုးတွင်၎င်းဗဟိုဘဏ်ကိုဖရန့်ဖို့မျိုးတွင်၎င်း ထားရှိခြင်းသည်ဗဟုထိန်ချုပ်မှုစနစ်တရားလွန်ကျင့်သုံးမှုကိုရှောင်ရှားလူသည်ဆန္ဒရှိကြောင်းပြသသည့်လက္ခဏာတည်းရဖြစ်သည်